မင်္ဂလာပါရှင်။2025ခုနှစ်ဇွန်လ17ရက်နေ့ရက်မွန်းတဲ့17နိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့မမှုပါရှင်။အကြံဖတ်စစ်ရှုံးကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ဇကိုင်းကိုရောက်ရှိနေစဉ်မှာ တိုက်လင်ရင်ပြစ်ချခံရတဲ့သတင်းကြောင့်မူလအစီအစဉ်ကိုဖျက်ပြီးတော့ပြန်သွားတယ်လို့ဆိုပါရယ်။စစ်တွေမြို့နယ်ဂန်းခေါ်ကျွန်းရွာမှာစစ်တပ်စခန်းကိုအေအေကစီးနင်းတိုက်ခိုက်မှုမှာစစ်ကောင်စီဘက်ကရာနဲ့ချီတေဆုံးပြီးတော့ထိခိုက်မှုများပြားကား တိုက်ပွဲကြားမှာတည်ဆုံသွားတဲ့ရုပ်လောင်းတွေကယခုအခါမှာအပုံးနှံ့တွေကစစ်တွေဘက်ကနေရနေတယ်လို့သိရပါတယ်။ကြောက်ကြီးမြို့နယ်ရွာကြီးအင်းရွာထိပ်မှာတပ်ဆွဲထားတဲ့စစ်တပ်ကိစ္စကံကိုဝင်ရောက်တိုက်ခိုက်မှုမှာစစ်သား၃ဦးတည်ဆုံပြီးတော့လက်နက်ခဲယမ်းများသိမ်းဆီးရရှိလိုက်ပါတယ်။စစ်ကောင်စီကဖားကတ်မှာအယက်တာပိုင်တဲ့ဆက်ရံတရားတွေကိုမိရှုဖြက်စီနေပြန်ပါတယ်ရှင်။ဆန္ဒပြပွဲတွေနှောက်ဆက်တွဲစူပူမှုတွေဆိုးရွားလာခြင်းကြောင့်လော့အင်ဂျလစ်မှာ မြမထွက်ရအမိတ်ထုတ်ပြန်ထားပါတယ်။မြောက်ရီမျိုးခလာရနစ်ခွန်ကားတရင်မှာစစ်ကောင်စီတပ်သားတအူးနဲ့စစ်မှုထမ်းတပ်သား1ဦးစုစုပေါင်း3ဦးအလင်းဝင်လာပါတယ်ရှင်။ဒီသတင်းနဲ့အတူဒီကနေ့မွန်တက်ဆန္ဒနိုင်အချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ပြမဆောင်တဲ့ဒီဘုတ်အနေနဲ့အကြပတ်ဆစ်ရှောင်းကောင်စီခေါင်းဆောင်မင်းအောင်လိုင်က၄နှစ်အတွင်းမှာ၃ချိန်မြောက်ဇကိုင်းကိုရောက်ရှိနေစဉ်မှာပလဲမြို့နယ်မှာစစ်ကောင်စီရဲ့ Jet Fighter ကိုတော်လန်ရင်တပ်ဖွဲ့တွေကပစ်ချလိုက်ခြင်းဖြစ်ပြီးခရီးစဉ်အတွင်းမူလအစီအစဉ်တွေကိုဖျက်သိမ်းပြီးတော့ပြန်သွားတယ်လို့သိရပါတယ်။မနေ့ကဇွန်လ10ရက်နေ့နေ့လယ်12နာရီခန့်မှာဇကိုင်းတိုင်းပလဲမြို့ကိုဘုံလာကျဲတဲ့ Jet Fighter ကိုတော်လန်ရင်ပူပေါင်းတပ်ဖွဲ့တွေကပစ်ချခဲ့တာပါ။ အဲ့ဒီအချိန်မှာစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နဲ့ဇနီးဖြစ်သူဒေါ်ကျူကျူလာကစကိုင်းကို ရောက်ရှိနေတာလည်းဖြစ်ပါတယ်။သူတို့ရောက်နေတော့ပလဲကလေရင်တရင်ကြားရတာပဲ။မူလအစီစဉ်ကတော့ငလင်ဘေးသင်းသူတွေနဲ့ထတ်တွေ့ဖို့ပဲ။ဒါပေမဲ့မျက်စိမျက်နှာပြတ်ပြီးတော့ပြန်သွားတယ်လို့စစ်ရှုံးကောင်စီခေါင်းဆောင်တွားရောက်လဲပတ်ခဲ့တဲ့စကိုင်းမြို့ကောင်းမှုတော်ဂေါ်ဘကအဖွဲ့နဲ့နှီးဆက်သူကပြောပါတယ်။စစ်ရှုံးကောင်စီခေါင်းဆောင်ကငလင်ဘေးအကြောင်းပြပြီးတော့စကိုင်းကို လာရောက်နေခြင်းဖြစ်ပါတယ်။ဧပြီလ6ရက်နေ့ကတကြိမ်လာရောက်ပြီးတော့2025ခုနှစ်မှာဒုတိယအကြိမ်မြောက်လာရောက်တာလည်းဖြစ်ပါတယ်။လနကန်ခုကန်တော်လမှုအကောင်းတဲ့ဇကိုင်းကို2021ခုနှစ်နောက်ပိုင်းနဲ့စစ်ရှောင်းကောင်စီခေါင်းဆောင်က2023ခုနှစ်မတ်လမှာတကြိမ်သွားရောက်ခဲ့ပြီးယနေ့အထိ၄နှစ်အတွင်းမှာ၃ကြိမ်သာသွားရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ စစ်ရှောင်းကောင်စီခေါင်းဆောင်မရောက်လိုက်စကိုင်းကို ရောက်နေစဉ်မှာအညာတော်လန်ရဲ့အင်အားစုကဂျက်ဖိုက်တာကိုပစ်ချလိုက်ခြင်းကြောင့်နမိတ်မကောင်းဘူးလို့ယူဆသွားနိုင်ကြောင်းစကိုင်းမျိုးကန်တပ်ဦးကလည်းပြောပါတယ်။သူကအတိတ်နမိတ်ကိုယုံနေလေ။သူလန့်နေမှာတေးကြတယ်။ကျမတို့စကိုင်းကိုလာတာကတော့နည်းမြေဆုံးမှုမှုရှိကြောင်းနိုင်ငံတကာကိုပြကျင်လို့လည်းဖြစ်နိုင်တယ်။အခုတော့သူတော်တော်လေးစိတ်တက်ကြသွားတယ်လို့စကိုင်းမျိုးမှလူငယ်တပ်ဦးကပြောပါတယ်။ စကိုင်းမြို့မှပြန်လာပြီးမန္တလေးမြို့ကိုရောက်ရှိစဉ်မှာစစ်ရှုံးကောင်စီခေါင်းဆောင်ရောမိန်းမဖြစ်သူပါမျက်နှာမကောင်းဖြစ်နေတာကိုသူတို့ရဲ့ဝါရဖြန့်မီဒီယာကဒေကနေတဆင့်ယနေ့ညမှာထုတ်ပြန်ထားတဲ့ရုပ်သံသတင်းတွေအရတွေ့ရပါတယ်စစ်ရှုံးကောင်စီရဲ့ဂျက်ဖိုက်တာကိုပစ်ချခဲ့ကြောင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရင်မာပင် KI ပါကဖား ရင်းမပင်မြို့နယ်ပါကဖလက်ယုံတပ်ဖြစ်တဲ့ ULF တို့ကအသီးသီးထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကတော့တပ်မတော်လေတိုက်ခိုက်ရေးလင်းရင်တစည်းလေ့ကျင့်ပြန်တန်းရေးလှုပ်ဆောင်နေစမှာဆက်ချုံရွေးပြီးတော့မတော်တဆဖြစ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရခိုင်ပြည်စစ်တွေမြို့နယ် ကန်းကောက်ကျွန်းကျေးရွာမှာအခြေဆက်တက်ဆွဲထားတဲ့စစ်ကောင်စီတက်စကန်ကိုအာရခတက်တော် AA ကမေလာနောက်ဆုံးအပတ်အတွင်းမှာဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်းစစ်တွေတရင်ရင်မြစ်ကပြောပါတယ်စစ်ကောင်စီတက်သားတွေကအလင်းငှိုက်ဖြစ်နေချိန်မှာညရင်ချင်း AA ကဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်းနဲ့တန်ချက်ကကားနှစ်စီးကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းစစ်တွေတရင်ရင်မြစ်ကပြောပါတယ်မေလာကုံခါနီဇွန်လအစောပိုင်းလောက်ကပေါ့ရက်ကတော့တိတိကျကျမပြောဘူး မိုးအယမ်းရွာနေတဲ့အချိန်မှာစစ်ကောင်စီတပ်သားတွေအလင်းငိုက်ဖြစ်နေတဲ့အချိန်မှာဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ပြောတယ်။အဲ့ရွာမှာကတန်ချက်ကာကနှစ်စီးကိုလည်းမိရှုပစ်ခဲ့တယ်ပြီးတော့မနှက်ပိုင်းမှာအေအေကပြန်ဆုတ်ခွာသွားတယ်လို့ပြောပါတယ်ရှင်။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သားများယာနဲ့ချီတေဆုံပြီးတော့တိုက်ပွဲချမှာတေဆုံသွားတဲ့ရုပ်အလောင်းတွေကယခုအခါမှာအပုံနှံ့တွေကစစ်တွေဘက်ကနေပြီးတော့ရနေတယ်လို့စစ်တွေမြို့တည်င်းအရင်မြစ်ကလည်းပြောပါတယ်။ အဲ့ဒီတိုက်ပွဲတွင်စစ်ကောင်စီတပ်သားများရာနဲ့ချီတေဆုံးပြီးတော့ဒဏ်ရာရခဲ့တဲ့စစ်ကောင်စီတပ်သားတွေကိုစစ်တွေမြို့ဆေးရုံနဲ့တက်နယ်မြေဆေးရုံတွေအတွင်မှာဆေးကုသနေကြောင်းတင်ပြရင်းမြက်ကပြောပါရယ်စစ်တွေမြို့ဤကျေးရွာပေါင်း20မှဒေသခံပြည်သူတွေကို စစ်ကောင်စီကနှင်ထုတ်ထားပြီးအဲ့ဒီကျေးရွာမှာစစ်ကောင်စီကအခြေဆိုင်စခန်းအခိုင်အမာတက်ဆွဲတိစောက်ထားတာလည်းဖြစ်ပါရယ်စစ်ကောင်စီတက်ဆွဲထားတဲ့ကျေးရွာတွေထဲမှာ ကန်းခေါ်ကျွန်းကြေးရွာလဲပါဝင်ပြီးတော့တပ်သား200ချပ်မနေနဲ့တက်ဆွဲထားကတန်ချက်ကကစစ်ကားတွေကိုချထားကြောင်းစစ်ရေးတရင်ရင်မြစ်ကပြောပါတယ်။ကန်းခေါ်ကျွန်းကြေးရွာကစစ်ကောင်စီရဲ့ဒေတာကုတ်ကဲမှုစစ်ဌာနစစ်တွေဒါကာဆစစ်တွေဌာနချုပ်နဲ့တမိုင်ကျော်သာဝေးကွာကြောင်းစစ်တွေဒေတာကန်တအုပ်ကလည်းပြောပါတယ်။ကန်းခေါ်ကျွန်းကဒါကာဆစစ်တွေနဲ့တိတ်မဝေဘူးလို့ပြောရမယ်။တက်ကိုင်းတန်ရွာသေးကနေသွားတဲ့ကလဒန်မြင့်လက်တက် ချောင်းငယ်တစ်ခုရဲ့အကမ်းပေးမှာတည်ရှိတဲ့အရွာဖြစ်တယ်။ဒါကာစာစစ်တွေနဲ့တမိုင်ကျော်လောက်ပဲဝေးမယ်ထင်ပါတယ်။ကောင်းကောင်ကျုံရဲ့ချောင်းတစ်ဖက်ချမ်းမှာဆိုရင်လဲစစ်ကောင်စီရဲ့ကာကင်းစခန်းကြီးတစ်ခုရှိတယ်။စစ်ကောင်စီကအဲ့ဒီရွာမှာတက်ဆွဲထားတာကတော့တေချာပါတယ်။ကောင်းကောင်ကျုံကနေပြီးတော့ဆက်သွားရင်စော်မတက်ရွာအဲ့ဒီကနေသွားရင်စစ်ကောင်စီရဲ့စစ်တင်မော်တွေရှိတဲ့ရွှေမင်းကန်စိတ်ကန်ကကလဒန်မြစ်ထဲကို ပောက်တာဘောလို့ဒေတာကန်က ရှင်းပြပါဗျ။ ကန်းကောက်ကျွံရွာကစစ်ကောင်စီ6ကောင်ကို AA ကဝင်ရောက်စီနှင်တိုက်ခိုက်၍စစ်ကောင်စီတပ်သားများတေဆုံးပြီးတော့အပုံနဲ့နေထွက်နေတာကိုနောက်ထပ်စစ်တွေဒေသခံတအူးကလည်းအတည်ပြုပြောဆိုထားပါတယ်။ကန်းကောက်ကျွံကို AA ဝင်စီးတဲ့တည်င်းကတော့ကြားပါတယ်။ဒါပေမဲ့ဘလောက်ထိခိုက်တေဆုံးနေဆိုတာတော့အတိအကျမသိရသေးဘူး။စစ်ကောင်စီတပ်သားတွေအတည်များလို့အပုံနဲ့နေရတာကတော့မှန်ပါတယ်။စစ်တွေဘက်ကလေတိုက်လို့ တစ်ချက်တစ်ချက်အနှက်ကမခံနိုင်ဘူးတော်တော်လေးကိုပုတ်စော်နံတာလို့အဲ့ဒီဒေတာကန်တအုပ်ကရှင်းပြထားပါရဲ့ရှင်ဆက်လက်ပြီးဘကိုးတိုင်းကြောက်ကြီးမြို့နယ်ရွာကြီးအင်းရွာထိပ်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ဂိတ်စကန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်သား၃ဦးသေဆုံးခဲ့ပြီးလက်နက်ခဲယမ်းများတင်းစီရရှိခဲ့ကြောင်း Flakon Grillila ဖုန်မှတာဝန်ရှိသူတို့ကပြောပါတယ် ဇွန်လ10ရက်နေ့နနက်၈နာရီခန့်မှာကြောက်ကြီးမြို့နယ်ရွာကြီးအင်းရွာထိပ်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ဂိတ်စကံကိုတော်လန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းအပြန်အလှန်ပစ်ခတ်မှုမိနစ်20ခန့်ကြာမြင့်ခဲ့ပြီး MA1 တနတ်တလခရဲများနဲ့စစ်အုံဆောင်ပစ္စည်းများတင်စီရရှိခဲ့ကာအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးသေဆုံးပြီးတော့ကြန့်ရှိနေတဲ့စစ်သားအချို့တိကြိုက်တံရအပြင်းထန်ရရှိခဲ့ကြောင်းလည်းသိရပါဗျ။စစ်ခွေးအင်အားခန့်မှန်းကြီး20ဝန်းကျင်ခန့်ရှိတယ်။ စစ်ခွေအရှင်ဖမ်းမိတာတော့မရှိဘူးစစ်ခွေတေစရင်ထတ်တူတော့မတိသေးဘူးတိုက်ပွဲဖြစ်ချိန်မှာတော့၃ရောက်တည်တယ်တော်တော်များများဒဏ်ရာပြင်းထန်ရပြီးတော့ထွက်ပြေးကြတယ်လို့ Flacon Grilla 4မှာတာဝန်ရှိသူတူကပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုကို Flacon စွန်ရဲတပ်ဖွဲ့နဲ့ KNLA တပ်ရင်းရှစ်တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လှန်ရေးတပ်ဖွဲ့ဝင်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ဟာကန်ကိုရောက်ရှိလာပြီးတဲ့နောက်မှာကြောက်စိန်လောက်ွက်တချို့ကိုဇက်တိုက်မီရှို့ဖျက်ဆီးနေတဲ့စစ်ကောင်စီကဇွန်လ10ရက်နေ့နေ့လယ်ပိုင်းမှာလဲမော်စီစာကျေးရွာမှာရှိတဲ့ကြောက်စိန်လောက်ွက်တခုမှာစက်ရံနေရာတွေကိုမီရှို့ဖျက်ဆီးသွားပါတယ်။ဦးစောနိုင်ထေးပိုင်ဆိုင်နဲ့စက်ရံနေရာကိုမီရှို့ဖျက်ဆီးခြင်းဖြစ်ပြီးတော့ဝန်ထမ်းတွေကမင်းငိမ့်တက်နေတာကိုလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတဲ့ရုပ်တံအရာတွေ့ရပါတယ်။ ကာမိုင်းလုံခင်ဖားကလန်အတိုင်းဧပြီလ23ရက်နေ့ကဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကမေလ28ရက်နေ့မှာလုံခင်ညံချက်စက်ယုံကိုရောက်ရှိလာခဲ့ပါတယ်။သူတို့ကိုတိုက်ခိုက်ပါက နေအိမ်တွေကိုမီးရှို့မယ်လို့လည်းချိန်ချောက်ထားပါတယ်။မေလ29ရက်နေ့နေ့လယ်ပိုင်းမှာဖားကန့်ကိုရောက်ရှိလာကကြောက်စိမ်မော်ဝင်းကျင်မှာစစ်ကြောင်းထိုးရန်စူးစမ်းခဲ့ပါတယ်။ KIA KPDF တက်ဆွဲထားတဲ့နေရာတွေကိုလည်းဖယ်ရှားရန် PR ပေးပြီးတော့ကြောက်စိန်လောက်ကအချို့ကိုလည်းမိရှု ခဲ့ပါရဲ့ရှင်။အရတာပြည်သူတွေအပေါ်ကိုဒီလိုအကြမ်းဖက်နေရင် KYI နဲ့ KPDF ကတိုက်လိမ့်မယ်တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်လာလိမ့်မယ်လို့ဒေတာကန်တုတ်ကပြောပါတယ်စစ်ကောင်စီစစ်ကြောင်းကို KYI နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေကဇွန်လ9ရက်နေ့မှာတိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာတိုက်ပွဲများညှိတက်နေရာကနေဇွန်လ9ရက်နေ့ယနေ့နေ့ရက်ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ် တိုက်ပွဲတွင်မှစစ်ကောင်စီဘက်က16ဦးထပ်မနေတေဆုံးခဲ့ကြောင်း KIA KPDF နဲ့နှိစက်သူကပြောပါတယ်။လက်ရှိဒေသတွင်စစ်ရေးအခြေအနေအရအရသာပြည်သူတွေအနေနဲ့9နိုင်ကနေမနှက်6နိုင်အတွင်းပြင်ပကိုမှထွက်ရန်စစ်ကောင်စီစစ်ကြောင်းများအလျေကိုတတိပြုကြရန် KIA KPDF ပူပေါင်းတပ်ဖွဲ့တွေကအသိပေးထားပါတယ်ရှင်။ဆလဘီစာနာပြပွဲတွေကနေအထီးကရုံးဆက်ဆံစူပူမှုတွေအဖြစ်ကူးပြောင်းနေတဲ့ ်အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်ထဲကလော့အန်ဂျလစ်မြို့ရဲ့အစိပ်ပိုင်းတချို့ကိုညမထွက်ရအမိတ်ကြီးညာခဲ့ပါတယ်လော့အန်ဂျလစ်မြို့တော်ဝန်ကာရန်ဘေးဒေတာစံတော်ချိန်အရဇွန်လ10ရက်နေ့ညပိုင်းကစလို့ညမထွက်ရအမိတ်ကို ထုတ်ပြန်ကြောင်းကြီးညာခဲ့ပါတယ်လော့အန်ဂျလစ်ကဆန္ဒပြမှုတွေကိုအကြောင်းပြပြီးတော့မတမာသူတွေကလူရမှုတွေဖန်စီမှုတွေစူပူမှုတွေပါကျူးလွန်နေတဲ့အခြေအနေကိုကြုံနေရပါတယ်။ ချက်လိုဖြက်စီလှုပ်ရက်တွေကိုတားဆီးဖို့အတွက်သူဟာ Los Angeles မြို့ထဲကရက်ွက်တွေမှာအရေးပေါ်ညမထွက်ရအမိတ်ကြီးညာကြောင်း base ကသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။အဲ့ဒီအချိန်မှာနောက်ထပ်ရက်ပိုင်းလောက်ဆက်ပြီးတော့တီတန်းနေပွဲရှိတယ်လို့လည်းမြို့တော်ဝင်ကမှတ်ချက်ပေးခဲ့ပါတယ်။ညမထွက်ရအမိတ်ဟာည၈နိုင်ကနေမနက်၆နိုင်အထိကျုံးဝင်မှာဖြစ်ပါတယ်။ Los Angeles မှာလူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်ဌာန ICE အေဂျင့်တွေကတရားမဝင်ရွှေ့ပြောင်း ခြေချသူနိုင်ငံသားတွေကိုဝင်ရောက်ဖမ်းဆီးရာကပြီးခဲ့တဲ့သတင်းပတ်တုန်းမှာဆန္ဒပြပွဲတွေစတင်လာခဲ့တာလည်းဖြစ်ပါတယ်။ Republican Party ကိုစားပြု American သမ္မတ Donald Trump ကအဲ့ဒီစုပူမှုတွေကို Democratic Party ဝင် နိုင်ငံရေးသမားတွေဖြစ်ကြတဲ့ Bit နဲ့ California ပြည်နယ်အုပ်ချုပ်မှု Kevin Newsom တို့ကတတိယရောက်မကင်တွဲနိုင်ဘူးလို့ဆွတ်ဆွဲပြီးတော့ Los Angeles ကို American စစ်တပ်ရဲ့အရန်တပ်သားတွေသာမှတ်ကပဲ။ မရင်းတပ်ဖွဲ့တွေကိုပါဆစ်လွတ်ခဲ့ပါတယ်ရှင်။နောက်ဆုံးသတင်းတပုတ်အနေနဲ့ကရင်ပြည်နယ်မြောက်ရီမြို့ခလာယာ2ခုကတရင်မှာအကြံဖတ်စစ်ကောင်စီတပ်သားတအူနဲ့စစ်မှုထမ်းတပ်သားတင်2ဦးစုစုပေါင်းစစ်သား3ဦးကအလင်းဝင်ရောက်လာကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်ဖြူဟာ31လုံခြုံရေးတပ်ခွဲမှတာဝန်ရှိသူတို့ကပြောပါတယ်။ဇွန်လ9ရက်နေ့မြောက်ရီမြို့ခလာယာ2ခုကတရင်မှာအကြံဖတ်စစ်ကောင်စီတပ်သားတအူနဲ့စစ်မှုထမ်းတပ်သား2ဦးအပါအဝင်3ဦးက လက်လက်တွေယူဆောင်လာခြင်းမရှိဘဲနဲ့ဖြူဟာ31လုံချုံရဲတပ်ခွဲထံကိုအလင်းဝင်ရောက်လာခဲ့တာလို့ဆိုပါတယ်။အလင်းဝင်ရောက်လာတဲ့၃ဦးစလုံးမှာတနက်မပါဘူး။အလင်းဝင်ရောက်လာတဲ့သူ2ဦးကဌာနေ1နဲ့ကျန်တဲ့2ဦးကတော့စစ်မှုထမ်းတပ်သား1ပါ၊ရွှေပြည်သားက1ယောက်နဲ့ပြည်ပကတ1ယောက်ပါစစ်မှုထမ်းတပ်သား1 2ဦးစလုံးကစစ်မှုထမ်းအပတ်စဉ်ရှစ်ကပါစစ်မှုထမ်းတပ်သား2ဦးစလုံးကအလောက်သွားရင်အစွဲခံရတာပါ။ သူတို့နှစ်ဦးလုံးကစစ်မှုထမ်းတင်ထောင်းကို လေ့ကျင့်ရင်းသုံးတိုင်းတောင်မှာတက်ခဲ့တယ်။ဂျန်တဲ့သူတွေလည်းအမျက်ဆုံးအလင်းဝင်ကြပါလို့တိုက်တွန်းချင်ပါတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ပြူဟာ31လုံခြုံရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်။အလင်းဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးလုံးကိုတအူးကို စုငွေ၅သိန်းကျပ်ချိမစ်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီကနိုင်ငံတော်မှလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီး၍စစ်မှုထမ်းတပ်သားများအဖြစ်စုဆောင်လျက်ရှိရာယခုအခါစစ်မှုထမ်းအပတ်စဉ်ဆက်လေးကိုရောက်ရှိနေပြီလဲဖြစ်ပါရဲ့ရှင်။ဒီကနေ့မွန်းတဲ့၁၂နိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလှအောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။